ချိုးချကိုသားပြုပီယာစနေရဲ့အခြေခံကြသောပြည်သူတွေတည်တဲ့အချက်တွေနဲ့ပတ်သက်ပြီးရပ်ဖက်အဖွဲ့အစည်းတွေကပြုလုပ်တဲ့ဟောပြောပွဲကိုဩဂုတ်လ3ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိပိုးစိမ်းမအားကစားကွင်းမှာပြုလုပ်ခဲ့ကြပါတယ်။အဆိုပါဟောပြောပွဲပြုလုပ်နေစဉ်မိုးသီးထန်စွာရွာခဲ့ပေမဲ့ပြည်သူ200ကျော်တက်ရောက်ခဲ့ပြီးဟောပြောပွဲမှာရခိုင်မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေမှာကျင်သုံးခဲ့သော နိုင်သူအကုန်ယူ PDF တီစနစ်နဲ့ကျင့်သုံးရန်အဆိုကိုလွတ်တော်မှာလက်ခံဆွေးနွေးနေတဲ့ PR စနစ်တို့ရဲ့ကွဲပြားတဲ့အချက်တွေနဲ့ PR စနစ်ကိုကျင့်သုံးပါကဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဟောပြောခဲ့ကြပါတယ်။အခုလိုပြုတ်တဲ့အချိုးကျကိုသားပြု PR စနစ်နဲ့ပတ်သက်တဲ့ဟောပြောပွဲမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်မှဥက္ကိုနေလေယာမြေပြန်လည်ရရှိရေးအတွက်ဆောင်ရွက်မှုတွေပြုလုပ်နေတဲ့ဦးဝင်းချိုစိုင်းစီယာဦးထင်လင်းဦး Western Villa တို့ကဟောပြောခဲ့ကြတာဖြစ်ပါတယ်။ PR စနစ်မှာပါတီကိုသားမဲပေးရွေးချယ်သောစနစ် ကုသလေလောင်းအားတစ်ကြိမ်ပါတီအားတစ်ကြိမ်မဲပေးရွေးချယ်ရသောစနစ်ကုသလေလောင်းအားတစ်ကြိမ်ပါတီအားတစ်ကြိမ်မဲပေးရွေးချယ်ရမှာဖြစ်တော်လဲလူပုဂ္ဂိုလ်အားနေရာအများစုပေးထားသောစနစ်နဲ့ကုသလေလောင်းများအနက်မိမိတို့နှစ်သက်မှုအရာဦးစားပေးနံပါတ်1233တက်ခါရွေးချယ်ရသောစနစ်စသဖြင့်ပုံစံ၄မျိုးရှိတယ်လို့သိရပါဗျ။အချို့ကြောင့်ကုစားပြုပီးယားစနစ်ကျင့်သုံးရဆိုင်ရာအဆိုနဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသားကုသလေများကကန့်ကွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ဇူလိုင်လ29ရက်နေ့ကပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့တယ်လို့သိရပါဗျ။ ပီယာစနစ်ကိုကန့်ကွက်ကြောင်းဆန္ဒပြတောင်းဆိုမှုတွေကိုအရက်ဖက်အဖွဲ့အစည်းတွေကပြုလုပ်သွားမယ်လို့သိရပြီးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်များကလည်းလက်မှတ်ရေးထိုးကာတက်ဆိုင်ရန်သို့တင်ပြသွားမယ်လို့သိရပါဗျာ။